တခါကဇရက်ဖြူရွာကအများကြီးညိုလေးစားရတဲ့ဥတောင်းဆိုတဲ့အသက်65နှစ်လောက်ရှိတဲ့သူတယောက်ရှိပါတယ်။မြို့မှာကြောင်းတက်ခဲ့တော့ရွာသားတွေထက်ဘဝဒုဒ္ဒကျွဲပါတယ်။တချိန်ကရွာကကြောင်းဆရာတူလည်းဖြစ်ခဲ့ဘူးပါတယ်။ညဆိုရင်ကာလာသားတွေစုပြီးတော့လက်ဖက်ဆက်သားကြဖို့တွေဝဲလာကဥတောင်းရဲ့အိမ်ရှိကွပစ်လေးပေါ်မှာဝါသနာရတရေတစီပရလောကဇလန်တွေကိုနားထောင်ရစောင့်နေကြပါတယ်။ဥတောင်းရေရိုးဥတောင်းကာလာသားကောင်မောင်လာနဲ့ကာလာသား6ယောက်လောက်ဥတောင်းရဲ့အိမ်ရှိကနေလန့်ခေါ်နေပါတယ်။ ဩမောင်လာတို့တောင်ရောက်လာပြီပဲကွမင်းနေ့ရင်နှွေးချမ်းလေးလောက်ပါအောင်ဟာကဲပြောပါအောင်မောင်လာရဲ့ရွာတဲ့ချင်းနေဘက်နေတော့ကွကောင်းမဗျာဒါနဲ့ရွာထိတ်ကအိမ်ဟာဒေါ်ပုတို့စုံသားမိရတော်တော်ဆိုးတာဗျာဘာကျော်ကသူ့အိမ်ဟာကြက်ကိုခိုးပြီးတော့အမီးလုလိုက်လို့ဆိုပြီးတော့ဘာကျော်ဆုံးပညာနဲ့တတ်ပလိုက်တာမိုးလင်းတော့ဘာကျော်လမ်းမှာနေရှာကြီးထွက်ပြီးတော့တည်နေတာဗျာဩဆုံးပညာတော်တော်ဆိုးတဲ့ပညာပဲကွအဲ့ပညာမျိုးရိုးလိုက်အမွေပေးလို့ရတယ်ကွဟုတ်လားဗျာ ကျွန်တော်တို့စိတ်ဝင်စားတယ်ဗျဆုံးချောင်းပြပြပါလားဦးတောင်ဆုံးချောင်းပြောဆိုတော့မှပဲငါရဲ့ငယ်ဘဝတောင်တွားပြီးတော့တရိပ်ရလာတယ်ကွာနေပါကွာတခြားချောင်းတွေပဲပြောကြရအောင်ဦးတောင်ကအဲ့လိုပြောတဲ့အခါမှာတော့ကာလာသားတွေဟာအာဦးတောင်ကလည်းဗျဦးတောင်ပြောသမျှရင်နေတိုင်းနားထောင်လာတာဆုံးချောင်းနားမထောင်ဘူးဗျပြီးတော့ဦးရဲ့ငယ်ဘဝကဆုံးနဲ့ပတ်သက်တာဆိုတော့တော်တော်စိတ်ဝင်စားတယ်ဗျကာလာသားများကဦးတောင်ကိုအတင်းငယ်ဘဝအကြောင်းပြောရင်တိုက်တွန်းနေပါတယ်ဦးတောင်ကလည်းလက်ကျန်ယူနေလေးတစ်ခွက်ကိုတကြိမ်မော့လိုက်ပြီးတော့ ကဲသေတဲ့လူလည်းသေနေပြီမင်းတို့နားထောင်နေတယ်ဆိုလို့ရှင်လည်းပြောပြပါမယ်ကွာမနေ့ရေနွေးလေးထက်ထည့်ပေးပါအောင်ဟာဦးတောင်းကနေအဲ့လိုလမ်းအောင်လိုက်ပါတယ်ကလသားတွေအားလုံးကလည်းအရန်ကိုနားထောင်နေနေကြပါပြီဟုတ်ကဲ့ပါဗျာမြန်မြန်ပြောပါဗျာအေးကွာငါသက်20လောက်ကမြို့ဝကျောင်းပြီးတော့ကိုရွာကိုမျိုးစာပေတက်စီခြင်းလို့ကျောင်းဆရာဝင်လောက်ခဲ့တယ်ကွယ်ဝါသနာလည်းပါတာ ਉ ကွယ်အဲ့တော့တည့်ရွာကွန်းတော်ကန်ဤချောလေးကိုငါအရန်သဘောကြတယ်သူလည်းငါသဘောကြတယ်ထင်ပါရဲ့ကွယ် ရသက်တပတ်တင်လေးမှာပဲချစ်သူတွေဖြစ်သွားခဲ့ကြတယ်။အဲလိုနဲ့ပဲချစ်သူတက်တန်တလလောက်ကြတော့ရွာတွေကငါးပါးကြီးဟာငါလန်းတွေ့တော့တူလေးမင်းကဤချောတို့မျိုးရိုးကြောင်မသိပဲဟုတ်ကွယ်ငါလည်းဘာကြီးကျွန်တော်မသိဘူးဗျပေါ့အေးသူတို့မျိုးရိုးစင်ဆက်ကစုံးတက်ကိုတစ်ဖက်ကန်းခတ်တက်တယ်ကွာမင်းသူ့ကိုအဆက်ဖြတ်မဖြတ်လို့ရှိရင်မင်းဒုက္ခရောက်လိမ့်မယ်ကွယ်ငါလည်းဟုတ်ကဲ့ဘာကြီးဆိုပြီးတော့ပြောဆိုပြီးတော့ထွက်လာလိုက်တယ်ကွယ်သူ့လိုမျိုးအရန်ချောအရန်လာတဲ့ကောင်မလေးတယောက်ကစုံးဘလို့ဖြစ်နိုင်မှာလဲပေါ့ ။ဆုံးဆိုတာရုပ်ရှင်ဇာတ်ကားတွေထဲမှာအုတ်ထုတ်ကြီးဆောင်နှာခေါင်းရှိရှိကောက်ကောက်နဲ့တပြက်စီးပြန်ကြီးစီးပြီးတော့ရုပ်ဆူဆူတွေပဲတွေ့ထားတော့ဘိုင်းစကားကိုငါလည်းနားမဝင်ခဲ့ဘူးကွာ။အချစ်နုံထဲမှာဆက်နစ်နေနေငါတို့ချင်းတွေ့နေကြရွာနောက်ဘက်ဗန္ဒာပင်အောက်မှာစောင့်နေ။ညကလည်းလပညာငါလည်းအချစ်စောကြီးတက်နေရဆိုတော့ဒီလိုမျိုးလူမရှိသူမရှိတဲ့အချိန်တကောင်ရန်ကြီးကိုငါလာပြီးချင်းတွေ့တာ။တခြားသူဆိုတယောက်တည်းဘယ်လာရဲမှလဲကွာ။ဦးတောင်းကလည်းရင်ွေးကိုမောလိုက်ပြီးတော့အနားမှာရှိတဲ့ပြောင်းဘက်စစ်လိုက်လေးကိုဖွာလိုက်ပါတယ်။ဦးတောင်း ပြောလေဗျာအချိန်တက်နေတဲ့ဟာကိုမောင်လာကညီးပြီးတော့ပြောပါတယ်အေးညာလဲနဲ့တော့မယ်ပြန်ပြန်တော့လေကွယ်နောက်ရကြဆက်ပြောကြတာပေါ့အဲ့ဒီအချိန်မှာပဲကာလာသားတွေကရွစီရွစီဖြစ်လာပြီးတော့ရပါတယ်ဗျာပြောပါစိတ်ဝင်စားပါတယ်ဆိုမှဈေးကင်နေသေးတယ်ဥတောင်းအောင်လဲကဲမင်းတို့ပြောဆိုရင်လဲဆက်ပြောရတာပေါ့ကွာအဲ့တော့အဲ့ဒီညာငါရဲ့ကွန်းတော်ငိုင်မလေးကမလာသေးတော့ငါလဲပြင်းပြင်းရှိတော့အပင်မော်တက်ပြီးတော့ခဏမင်းနေလိုက်တယ်ခဏကြာတော့အပင်ရောက်ကိုအီချောတယောက်ရောက်လာခဲ့တယ်ကွယ် ငါလည်းဤချောကိုကြည့်ပြီးတော့မိန်းကလေးဆိုတော့ကြောက်မှာပဲလို့တွေးလိုက်မိတယ်။သူ့ကိုလက်မခေါ်ပဲနဲ့ခဏလောက်ထားပြီးတော့စောင့်ကြည့်နေမယ်။သူငါ့ကိုဆက်ဆောင်မလားပြန်မလားပေါ့။ဘယ်ဟုတ်မလဲငါမလာတော့ဘူးထင်သွားရင်လည်းတူပါတယ်။အဲ့ဒီချိန်ဖြစ်သွားတဲ့အချိန်မျိုးကြည့်ပြီးတော့ငါလည်းတော်တော်ကြောက်သွားခဲ့ရတယ်။ဤချောကသူ့ရဲ့ခေါင်းကိုကိုင်လိုက်ပြီးတော့ဖြုတ်လိုက်တယ်။ပြီးတော့ခန္ဓာကိုယ်ကအဲ့ဒီတိုင်းပဲနေရနေခေါင်းကြီးကရဲလာပြီးတော့ထပြန်သွားတယ်။မီးတောက်လိုမျိုးကြီး။အဲ့ဒါကိုတော့ဆုံးကစားတယ်ဆုံးမြူးတယ်လို့ခေါ်တယ်။ဘယ်ဟုတ်ထွက်သွားတာတော့မြ။ကလာသားတယောက်ကမေးလိုက်တာပါ။ ဲ့ဒါပဲပြောမလို့ကွာငါလည်းသိကျင်နေရနဲ့အဲ့ဒီခေါင်းမြက်မီတော့ကြီးနောက်ကိုအတင်းလိုက်သွားတာဗမာသွားတွေ့လဲဆိုတော့အမိုက်ကန်နဲ့မစင်အောင်နားမှာသွားပြီးတော့ဝဲလဲလဲလုံနေရငါလည်းငါရဲ့ကွန်းတော်ကန်ကိုတော်တော်စိတ်ပြတ်သွားခဲ့တယ်ခဏကြာတော့ဗန်နာဘီမော်ကိုပြန်လာပြီးတော့အခြေအနေစောင့်ကြည့်နေတယ်မကြပါဘူးခေါင်းမြက်မီတော့ကြီးကပြန်လာပြီးတော့မတက်ရက်နေတဲ့သူမရဲ့ခန္ဓာကိုယ်နဲ့ပြန်ဆက်သွားတယ်ငါလည်းကြောက်ကကြောက်ဇောကျွေးတွေလည်းပြန်လာတယ်အော်ဘာကြီးပြောတာကိုနားမထောင်တာငါမားပါလားဆိုပြီးတော့နောင်နာရနေတော့ငါ့ရဲ့ထဲကမီးကျစံဘူးလေးကပြုတ်ကျသွားတယ်ဟာ ဥသောပြဿနာစပြီဗျအသေးရစရာပါဗျမော်လာကဝင်ပြောလိုက်ပါတယ်ဟုတ်တယ်ကွာငါမိจิตဘူးပြုတ်ကြတော့ဒင်းကအတန်ကြားပြီးတော့မိจิตဘူးကိုတွေ့သွားရောအဲ့ဒါနဲ့ပဲအပင်ပေါ်မော့ပြီးတော့ကြည်လာတယ်ရှင်ရှင်ဘလို့လောက်ပြီးတော့ဒီပေါ်ကိုရောက်နေလဲစဉ်လာခဲ့ပါကုသောငါလဲအောက်ကိုရောက်တော့ဒူးနှချောင်းရိုက်နေရှင်စဆုံမြင်တယ်မို့လားကျမဆုံးမတယောက်ဆိုတာကိုလေဟုတ်တယ်ငါမင်းကိုအယမ်းမြတ်လို့ရအယမ်းလဲချစ်တယ်မင်းလူပြန်ဖြစ်အောင်ငါကူညီပေးပါမယ် ။အိုးမလိုပါဘူးရှင်။ကျမမျိုးရိုးစင်စဲဆုံးအမွေကိုလက်ခံထားတာ။ကျမဆုံးတက်ပညာကိုမစွန့်လွတ်နိုင်ဘူး။ရှင်ကျမကိုလက်ထပ်မလား။ရှင်ကြောက်လို့လက်မထပ်လည်းရပါတယ်။ဒါပေမဲ့ရှင်တစ္ဆာဆိုပြီးမှပြန်ရမယ်။ရှင်ကြိုက်တာရွေးလေ။ခက်တံလာတဲ့မျက်နှာနဲ့ညည်းနေတဲ့မျက်လုံးတွေဟာသူကုန်းအောင်ကိုင်းဆိုတာတောင်ဘယ်စီရောက်သွားမှမသိတော့ပါဘူး။ငါလည်းကြောက်ကြောက်လန့်လန့်နဲ့တစ္ဆာဆိုမယ်လို့ပဲပြောလိုက်တယ်။ပြီးတာပဲလေ။ကျမတစ္ဆာကျမဆုံးဖြစ်နေတဲ့အကြောင်းဘယ်သူ့အမှမပြောအောင် ပြောတာနဲ့ရှင်းရဲ့ပိုက်ထဲမှာဒီဓာတ်ဥရီအသေးတွေတစစီဖြစ်သွားမယ်။ကျမတစ္ဆာဒီဓာတ်လေးကိုမျိုးချယုံမယ်။သူ့ရဲ့ဓာတ်ကလက်တထွာလောက်ရှိတဲ့ဓာတ်ပါ။ဘယ်ရောက်လို့ရောက်လာမှလည်းမသိပါဘူး။နှုတ်ကနေလည်းဘာရီဆိုလို့ဆိုနေမှန်းတော့မသိပါဘူး။တွွွွွွနဲ့ပါ။ခဏလောက်ကြာတော့ဓာတ်ကစံစေးလောက်ဖြစ်သွားခဲ့ပါတယ်။အဲ့ဒါကိုမျိုးချခိုင်းတော့ငါလည်းမျိုးချလိုက်တယ်ကွာ။သူနဲ့ဝေးရင်ပြီးရောဆိုပြီးတော့ပေါ့။ပြီးတော့နေရာစလုံးကသူလည်းသူ့လမ်းသူသွား။ငါလည်းငါလမ်းငါသွားပြီးတော့လမ်းခွဲခဲ့ကြတော့ပါပဲ။အဲ့ဒီနောက်ပိုင်းမှာသူနဲ့လည်းမတွေ့ပြတော့ပါဘူး။ ဟိုတလောကတော့သူဆုံးပြီလို့ကြားတယ်ကွယ်ဟုတ်လားဗျာဒါဆိုဦးတော့ဘာမှဖြစ်ပါလားအခုကျွန်တော်တို့သိသွားပြီလေအေး तू လည်းသိပြီဆိုတော့ငါလည်းပြောရတာပေါ့ကွာခဏလောက်နေတော့ဦးတော့ရဲ့ဘက်ကအောင့်လာခဲ့ပါတယ်ဗဇက်ကနေလည်းသွေးတွေကအလိုလိုထွက်ကြလာပါတယ်ဘိုက်ထဲမှာလည်းအရန်အောင့်ပြီးတော့နာနေပါတယ်အာအာအိုးဦးတောင်းကအော်လေရဲ့ဘိုက်ထဲကဓာတ်တစ်ချောင်းကအချွန်ဘက်ကနေမွမွေပြီးတော့သွေးလိမ့်လိမ့်ထွက်နေတဲ့ဦးတောင်းကိုကြည့်ပြီးကာလာသားတွေဟာဦးတောင်း ဥတော်ဘာဖြစ်တာလဲဥတော်ဟာတွေးတွေးတွေးပဲမြို့မြို့စည်းဟောအမြန်ပို့ဖို့လောက်ကြောင်ဟာလဲတွေပါလောက်ပါအောင်ဟာဥတော်အာတင်းဟာနော်ကာလသားတွေကလည်းဖြစ်ရက်တွေကိုတည်ပြီးပြီဖြစ်တာကြောင့်အလုံးမျက်ရည်စားတွေနဲ့နောက်ကျသွားခဲ့ပါပြီဘိုက်တဲကဥရီအသေးတွေအကုန်ပြတ်ထွက်ကုန်မှာတော့အသက်ရှင်လာနိုင်မှာမလားဥတော်တယောက်နောက်ဆုံးအနေနဲ့နားလဲသွားခဲ့တာကတော့ဆုံးသစ္စာဆုံးမတည်သွားတာတော့မပြောက်ပြက်ပါလားဆိုတာပါပဲ ဇလန်လေးကတော့ဒီမှာနေမဲ့ပြီးဆုံးသွားခဲ့ပါပြီ။ဇလန်လေးကိုဆုံးနေတိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမျိုးတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။မူရေးရေးသားသူကိုလည်းကာရဝပြည့်ရဲ့နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။